မွေးနေမွေးရဲ့ကုသိုလ်ဆက်ကမပြတ်သိခါလွန်ကျမ်းမာ၏မွေးနေမွေးရဲ့မှာကောင်းမှုပြုပေးတာကို့အတွက်ကျမ်းမာခြင်းနဲ့ချမ်းသာခြင်းအကျိုးဒီဟာလည်းပေးစီဖြစ်စေတယ်ဘာဖြစ်လို့လဲလို့မေးရင်ဥဇနုတ္တရလူဘဝရတယ်လူဖြစ်တယ်ဆိုကြတဲ့ကကံကောင်းလို့ဟုတ်လားလူမဖြစ်ဘူးဆိုရင်ကံမကောင်းဘူးဆိုခွေးတွေနှောတိရိစ္ဆာန်တွေဖြစ်မှာပေါ့လူဖြစ်လာတာကံကောင်းလို့လူဖြစ်ကြတာဒါပေမဲ့လို့ ကံကဘလောက်ပါတယ်လဲလို့မေးရင်ဘယ်သူမှမသိဘူးဟုတ်လားအေးဘလောက်ပါတယ်လဲမေးရင်လူဘဝရောက်စေနိုင်တဲ့ကံကတော့ပါလာတာမှန်တယ်ဒါပေမဲ့လူဘဝမှာဘလောက်အသက်ရှိကြီးကျန်းကျန်းမာမာချမ်းချမ်းသာသာနေရမှာဆိုတော့ကံဘလောက်ပါတယ်လဲဆိုတာမသိဘူးအဲ့လိုမသိတဲ့အတွက်တာကြောင့်ဟိုဘဝကလူဘဝရောက်စေနိုင်တဲ့ကံကိုယခုလူဘဝရောက်နေတဲ့အခါမှာပြစ္ဆုတ်ပံကံနဲ့ပေါင်းပြီးတော့ပေးရတာဟုတ်ပြီလား မွေးနေမွေးရဲ့ကုသိုလ်ဆက်ဆိုတော့အဲ့လိုဆက်ဆက်ပေးရတာအဲ့ဒါမှမပြတ်ချမ်းသာပြီးတော့မပြတ်လဲပဲကျမ်းမာတာနားလည်တယ်နော်